အန်နာကတကားနောက်ကနေကြည့်နေတာကိုမသိပဲမတ်နဲ့သူ့လက်ထောက်ဂျက်စီကာတို့ရုံးခန်းထဲမှာပရောဘကြီးလုပ်နေတာကိုမတော်တဆတွေ့လိုက်ရတယ်။အန်နာလုံးဝတုန်လှုပ်သွားပြီးမတ်ကိုအထွေထွေမန်နေဂျာရာထူးပေးခဲ့မိတာကိုနောင်နေရခဲ့တယ်။ဒါပေမဲ့မတ်ကတော့သူမဟာအလုပ်ပဲတည်သူဖြစ်ပြီးအချစ်ကိုနားမလည်သူဖြစ်ကြောင်းညှဉ်းညွနေခဲ့တယ်။သူကဂျက်စီကာကိုကျေနပ်အောင်အန်နာအကြောင်းကိုနှီးမျိုးစုံနဲ့အတင်းပြောခဲ့တယ်။သူတို့ရဲ့၅နှစ်တာအိမ်တော်ရဲ့အဆုံးသက်သွားပြီဆိုတာကိုအန်နာသိလိုက်တယ် သူမကသူ့လက်ထောက်ကိုချက်ချင်းဖုံးခေါ်ပြီးကွာရှင်းစာချုပ်ပြင်ဆင်ခိုင်းခဲ့တယ်။အဲ့ဒီညမှာအန်နာကသူ့ဝမ်းနည်းမှုတွေကိုပြပြဖို့အရက်ဆိုင်ကိုသွားခဲ့ပြီးနှစ်တွေကြာအောင်သူ့ကိုတိတ်တဆိတ်ချစ်ခဲ့တဲ့ဒန်နီယယ်နဲ့မတော်တဆတွေ့ဆုံခဲ့တယ်။သူမကမတ်စတစ်စာဖောက်တဲ့အကြောင်းကို သူ့ကိုမပြောဘဲမနေနိုင်ခဲ့ဘူး။ဒါကဒန်နီယယ်ကိုအယံတော်သားထွက်စေခဲ့တယ်။အန်နာကိုအိမ်ပြန်ပို့ပြီးနောက်မှာသူကမတ်စ်ကိုလက်စားချေဖို့ကူညီဖို့ဆုံးဖြတ်လိုက်တယ်။ နောက်တနေ့မနက်မှာအန်နာရုံးခန်းတကားကိုဖွင့်လိုက်ချိန်မှာမက်စ်နဲ့ဂျက်စီကာတို့ထပ်ပြီးပရော့ဘာကြီးလုံနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူမကသူတို့ကိုမဖော်ထုတ်ခဲ့ဘူး။သူမက project တစ်ခုရဲ့တာဝန်ကိုယူချင်တယ်လို့သာပြောခဲ့တယ်။မက်စ်ကတွေးတောင်မတွေးဘဲသဘောတူခဲ့တယ်။ဒါကအန်နာရဲ့လက်စားချင်မှုရဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်ဆိုတာသူမသိခဲ့ဘူး။တိုက်တိုက်ဆိုင်ဆိုင်အန်နာရဲ့ project အတွက်ဖောက်တယ်ကဒန်နီရဲ့ဖြစ်နေခဲ့တယ်။ တယောက်ကိုတယောက်နှုတ်ဆက်ပြီးနောက်မှာအန်နာကသူ့ကိုသူမရဲ့ချစ်သူလို့ဟန်ဆောင်ပေးဖို့တောင်းဆိုခဲ့တယ်။ဒါမှမက်စ်ကတစ္ဆာဖောက်ခံရတဲ့ခံစားချက်ကိုမြည်ဆန်းနိုင်မှာဖြစ်တယ်။သူမကိုအချိန်ကြာမြင့်စွာချစ်ခဲ့တဲ့ဒန်နီယယ်ကဒီလိုတောင်းဆိုမှုကိုဘယ်တော့မှညင်းမှာမဟုတ်ပဲသူမအတွက်ဆိုဘာမှဆိုလို့ဖို့ဆန္ဒရှိပါတယ်လို့ပြောခဲ့တယ်။ဒီစကားကိုကြားလိုက်ရတော့အန်နာကအဲ့ဒီညနေမှာချစ်သူတွေစားတဲ့စားတောက်ဆိုင်တစ်ခုမှာညစာတူစားပြီးမက်စ်ကိုရန်စားဖို့သူ့ကိုပြောခဲ့တယ်။ သူတို့နှစ်ဦးစားတောက်ဆိုင်ကိုရောက်ပြီးထိုင်ကန်နီးမှပဲမက်စ်ကဒေါသတကြီးနဲ့ရောက်လာပြီးသူမကတဆိုင်ယောက်ျားတစ်ယောက်နဲ့ဘာလို့ချစ်သူတွေစားတဲ့စားတောက်ဆိုင်ကိုလာရတာလဲလို့မေးခဲ့တယ်အန်နာက project ခေါင်းဆောင်နဲ့ပူးပေါင်းဆောင်ရွက်မှုအကြောင်းဆွေးနွေးနေတာပါလို့အေးဆေးစွာပြောခဲ့တယ်ပြီးတော့သူကဂျက်စီကာကိုဘာလို့ခေါ်လာတာလဲလို့မေးပြီးသူ့ကိုလောင်ပြောင်းခဲ့တယ်။သူအပြစ်ရှိမှန်းသိနေတာကြောင့်မက်စ်ကလက်ထောက်နဲ့ရိုးရိုးရှင်းရှင်းညစာစားတာပါလို့ချက်ချင်းပြောခဲ့တယ်။ ဒန်နီယယ်ဟာစီးပွားရေးလုပ်ဖို့ကင်ဖက်ဖြစ်မှန်းသိလိုက်ရတော့သူကချက်ချင်းသဘောထားပြောင်းပြီးသူ့ကိုချုံမို့ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဒန်နီယယ်ကယဉ်ကျေးစွာကောင်းကြီးပြယုံပဲတုံ့ပြန်ခဲ့တယ်။